2015ရွေးကောက်ပွဲမှာဒေါက်တာဒေါ်ညိုနိုသင်းအနေနဲ့ဗဟန်းမြို့နယ်ကနေတတိပုဂ္ဂလပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြင့်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီး NLD ပါတီကိုဆက်လက်ဝင်ရံသွားမယ်လို့ဒေါက်တာဒေါ်ညိုနိုသင်းကရှင်းလင်းပြောကြားခဲ့ပါတယ်။ဩဂုတ်လ9ရက်နေ့ကရန်ကုန်မြို့မြန်မာချန်နယ်လေးရုံးခန်းမှာ2015ရွေးကောက်ပွဲဝင်နာမဝင်နာနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်ရမှာဒေါက်တာဒေါ်ညိုနိုသင်းကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ဟိုတနိုင်ငံလုံးမှာကျွန်တော်တို့တနိုင်ငံလုံးမှာဒါဒုက္ခဒုက္ခတွေရောက်ပြီးတော့ပေါ့နော်။အမှန်မှန်ပြောရမယ်ဆိုရင်ဘုမွေလေးလေးပြောရမယ်ဆိုရင်မင်္ဂလာမရှိတဲ့အချိန်ပေါ့နော်။ အားထားတဲ့ကျမတို့အားထားတဲ့အင်အားစုတွေမှာလည်းပဲပြဿနာမျိုးစုံဖြစ်ပြီးအဆန်မျိုးစုံကြားနေရတယ်။ရေကလည်းပဲတနိုင်ငံလုံးလုံးလုံးလွှမ်းနေတယ်။နော်ခုန Facebook ကလည်းသတင်းမျိုးမျိုးတက်နေတယ်ပေါ့။အဲ့တော့အဲ့လိုကျမတို့ကျမတို့တိုင်းပြည်ဟာမင်္ဂလာမရှိတဲ့ကိစ္စမျိုးပေါ့။ဇက်တိုက်ဖြစ်နေတဲ့အချိန်ပေါ့နော်။အဲ့လိုအချိန်မှာကျမဒီကိုယ့်ရဲ့ကိစ္စပေါ့နော်။ဒီကောက်ပေါ်ဝင်ဖို့ကိစ္စဝင်ဖို့ကိစ္စနဲ့ပတ်သက်ပြီးအခုလိုပွဲကို လောက်လာတာကကျမစိတ်ထဲမှာအမတန်ကိုဟိုရှက်မိပါတကယ်ကို guilty ဖြစ်ပါတယ်ဒါအဖြစ်တစ်ခုလူများဖြစ်နေမလားဆိုပြီးတော့အမခံစားရပါတယ်အဲ့တော့ကျမဒီရုပ်ောက်ပွဲဝင်ဝင်မဝင်ဝင် energy ကိုဆက်လက်ဝင်ရပါမယ်။ဘာကြောင့်လဲဆိုတော့ကျမတို့နိုင်ငံမှာဒီမိုကရေစီအင်အားစုတွေထဲမှာအားကိုးစရာသူ့ပဲရှိနေတယ်လောလောဆယ်အထိပေါ့လေ။အဲ့တော့တခါကျမတို့ NLD ရဲ့ရည်မှန်းချက်တွေကြီးလိုက်တဲ့အခါမှာလေကျမတို့ဒီမိုကရေစီစနစ်ကို ျော်မှန်းတောင်းတတဲ့ဒီလူလူရဲ့ဆန္ဒနဲ့များသောအဖြစ်ပေါ့နော်တစ်ထပ်ထဲကြတာတွေတွေ့ရတယ်။အဲကျွန်မရဲ့မူဝါဒတွေနဲ့ပြန်ဆန်းဆန်းတဲ့အခါကျတော့လေကျွန်မဒီ NLD ရဲ့မူဝါဒလမ်းစဉ်တွေကိုတသေးရှာဒီအဖွဲ့ချုပ်လျှောက်လာမတင်ခင်မှာဒါအချိန်ယူပြီးလို့လေ့လာခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒါတွေအားလုံးဟာကျွန်မလည်းစန့်ကျင်ခြင်းမရှိဘူး။တခါအဲ့တော့ပြောရမယ်ဆိုရင်တော့လုံနီးလုံဟန်ပေါ့လွတ်တော်အတွင်းမှာလုံနီးလုံဟန်တချို့ပဲဒါကျွန်မတို့ ါကွဲပြားတာလေးပဲရှိတယ်ပေါ့နော်အဲ့တော့ကျွန်မတို့ရည်ရွယ်ချက်ချင်းတူတယ်ပန်းနိုင်ခြင်းတူတယ်ဒါကြောင့်မလို့ဒီလိုအဖွဲ့အစည်းကကျွန်မကိုဒီလိုကိုယ်စလဲလောင်းမရွေးတဲ့အပေါ်မှာလည်းကျွန်မလေးစားပါတယ်နော်သူတို့ရဲ့ဟိုပြောပြနိုင်သောမူဝါဒများမပြောပြနိုင်သောမူဝါဒများရှိကောင်းရှိမယ်နော်ဒါတွေအားလုံးလေးစားပါလေသို့တော့ပေါ့နော်ကျွန်မရွေးကောက်ပွဲဝင်မဝင်ကိုတော့ကျွန်မဒါနဲ့ဆက်လွယ်ပြီးတော့ မဆုံးဖြတ်ပါဘူး။ကျမတို့နိုင်ငံရေးသမားတွေဆိုတာဘဝမှာအ ਨੇ ဆုံးတစ်ခါတော့ hard choice ပေါ့လေ။အမတန်ကိုရင်နာရတဲ့ဆုံးဖြတ်ချက်တွေလုပ်ရတာရှိပါတယ်။မဖြစ်မနေလုပ်ရပါတယ်။အဲ့ဒါတွေကကျမတို့ကဘဝမှာတစ်ချိန်တော့အ ਨੇ ဆုံးလုပ်ရပါတယ်။အဲ့တော့ကျမရဲ့နိုင်ငံရေးသမားဘဝတက်တန်းမှာဒီနေ့ပထမဆုံးအချိန်ပေါ့နော်။နောက်ဆုံးအချိန်ပဲဖြစ်ပါလို့ဆုတောင်းပါတယ်။အမတန်ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ချက်ကိုတရက်ကိုချမှတ်ရခြင်းဖြစ်ပါတယ်ကျမ ဒီနာမည်ရွက်ကောက်ပွဲကိုဝင်ပါမယ်တတိပုဂ္ဂလအနေနဲ့ဝင်ပါမယ်ဆက်လက်ပြီးတော့ NND ကိုဝင်ရင်သွားမယ်ကျမရဲ့ဝင်ပြိုင်တဲ့မဲဆန္ဒနယ်ကလွဲပြီးတော့ကျန်တဲ့မဲဆန္ဒနယ်လေးအားလုံးမှာ NND ကမဲဆွယ်စည်းရုံးရေးမှုတွေစတင်လောက်တာနဲ့ကြပြိုင်နေတဲ့ကျမတို့တောင်းဆိုသည်ဖြစ်စေမတောင်းဆိုသည်ဖြစ်စေကျမကတော့အဲ့ဒီနေရာလေးမှာသွားပြီးတော့ကျမရဲ့နိုင်ငံရေးရရှိထားတဲ့လူထုယုံကြည်မှု နိုင်ငံရေးပုံရိပ်တွေကိုအဆန်းကုန်အသုံးချပြီးတော့ NLD ကိုဝင်းရံဖို့ကျွန်မတို့ပြောမှာဖြစ်ပါတယ်။သို့တော့ကျွန်မရဲ့မဲဆန္ဒနေမှာတော့ကျွန်မဒီ NLD ကရွေးချယ်ပေးသောကိုယ်စလင်လောင်းကိုကျွန်မရှင်းပြတော့မှာဖြစ်ပါတယ်။တဲ့င်းသာရှင်းတဲ့ဘက်ကိုတက်ရောက်လာတဲ့ရှင်းနေများကိုရက်ကဦးကြည်မြင့်ကဒေါညိုညိုသိန်းလိုပုပ်ကိုမျိုးတယောက်ကလွတ်တော်အတွင်းမှာရှိတင်ပြီးသူဟာအင်မတန်တာဝန်ကျေပွန်ခဲ့တဲ့အတွက်ဒီလိုပုပ်ကိုမျိုးကိုထောက်ခံကြောင်းပြောကြင်တယ်လို့ပြောကြားခဲ့ပါဗျာ